အပတိမလောသုဘာတိတာဒုဘာတိတာသာအတ္တမင်္ဂတုံသောစာသောသောပုဂ္ဂိုလ်ဤဇလောဒုက္ကင်ညောပညာမဲ့ဤဒိဋ္ဌိပညာမရှိဘူးလို့ဒိဋ္ဌိကပညာမပါဘူးအဟိပုဂ္ဂိုလ်ဇလောမိုက်မဲ့တွေ့ဝဲဤလမှုသောစွန့်ဤစွန့်အပ်ပြီးအနေနဲ့ပုဂ္ဂိုလ်စွန့်အပ်နေတဲ့ပုဂ္ဂိုလ်သုဘာတိတာဒုဘာတိတာသာ ကောင်းသောစကားမကောင်းသောစကား၏အထာနကိုအညာတုံသိခြင်းကအတ္တိတော်မစွမ်းနိုင်မီဟောသည်ဖြစ်၏စကားကောင်းဆိုလည်းနားမလည်ဘူးလည်းမသိဘူးဘုရားစကားတွေပါအပြောလည်းသဘောမပေါက်နိုင်ဘူးလည်းနားမလည်နိုင်ဘူးအဟိပုဂ္ဂိုလ်အဟိပုဂ္ဂိုလ်ဆိုထူ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 နာနာအင်္ဂါတွေလည်းချွေရင်းတတ်ပါရဲ့လို့သူများလို့လူအင်္ဂါတွေအပြည့်စုံမပါတာဘူးလက်တို့အားရပေါ်လေဒီဥစ္စာအင်္ဂါတွေအပြည့်စုံမပါတာအင်္ဂါတွေတစ်ခုချွေရင်းသူများနဲ့လူချင်းမတူဘူး အဲလူချင်းတူးနေလို့ရှင်လည်းစကားမပြီးတော့ဆုံးအာနေတာတို့အဲဒီကနားထိုင်နေတာလည်းကြည့်တာတယ်မျက်စိပြည့်နေတယ်ပြည်တွေကလည်းပါလာတော့နောက်နောက်မှကြီးမာလာကြတယ်ပြည်တွေကတဲ့မမွေးငင်လာတဲ့ဝင်းတွေကလည်းပါလာတယ်ဝင်းတွေလည်းပြည်တွေကပါလေဘုရားနီးမှာချုပ်ပြတာလည်းကြီးအဲ့ဒါဒီစားနေတယ်လာတော့မမွေးငင်ကပါတိုင်းပဲချင်းပြမတော့မပြီးရတော့အဲဒီတော့မျက်စိချွေရင်နားနားချွေရင်နား ဲဒီလိုငါသိပ်ပိုင်းနဲ့ချွေရနေဒီရင်းမတူပဲဖြစ်နေလက်တို့ပါချွေရနေတာကိုရင်းငါသိပ်ပိုင်းနဲ့ပြညာနဲ့မတူပဲနဲ့ချုံးကြပဲနဲ့ချွေရနေတာအဲဒီပါလေရှိအဲဒါအဟိပုဂ္ဂိုလ်ကြီးခေါ်ရပြီးတော့အဲလေးနဲ့တရားစကားတွေပါလေတော့သူနားမလည်ဘူးပြောလို့ရှိရင်နားမလည်အဲ့ဒါအဟိဘုကိုခေါ်တယ်။အဲ့ဒီအဟိဘုကလည်းဓမ္မစရိယကျင့်မှုရာချိန်မဟုတ်ဘူးတဲ့ဒီပုဂ္ဂိုလ်ကကုသိုလ်ကောင်းမှုတော့ပြုရင်ဖြစ်ပါတယ် ရာဇီကိုယ်ရဲ့ကုသိုလ်ပြတာပဲညာတာကလည်းဒီကိုကုသိုလ်ပြတာပဲသိတူလို့ပြတာတော့ကုသိုလ်ပြတာပဲကောင်းတော်ကျိုးတွေပြနေတာပဲအဲဒီလောက်သောက်တည်ပြသုံးနေတဲ့ကုသိုလ်ပြတာပဲဒါပဲမင်းတို့မဲ့ဖို့တရားတွေတော့မရနိုင်ဘူးတဲ့ဇန်တရားလည်းမရနိုင်ဘူးဓမ္မရီပညာထူးတွေကိုမရနိုင်ဘူးဝိပဿနာဉာဏ်တွေမှဖြစ်နိုင်ဘူးဒီလိုပုဂ္ဂိုလ်ဒါကြောင့်အဲဒီတော့အိပုဂ္ဂိုလ်ကလည်းရပ်ပြစ်ကြပါလေအိပုဂ္ဂိုလ်ကမဟုတ်ဘူးအဲဒီတိုင်းဒွေပုဂ္ဂိုလ်ကလည်းရှိတယ်ဒါကတော့ခွဲလို့မရဘူး ူထိတ်နဲ့တိရိကခွဲလို့မရဘူး။ဒါကြောင့်သူ့တော်ဒီမှာထည့်ပြီးဟောမှာပေါ့။နာရယာပြည့်တဲ့နှမပြီးပါလို့တရားဖွင့်ကားငရေရေပါနေ။ရိတ်တာတိရိဟိတ်တရားလေးခုပြီးတော့ပြောတာ။မိစ္ဆာပစ္စံမိစ္ဆာရေတိလူဒေသနာတဲ့တော့မိစ္ဆာရေတိက၅ခုမြောက်တော့နဲ့တူပါတယ်။ဘုရားတင်မှာလည်း၅ခုမြောက်တော့ရှင်။မိစ္ဆာပစ္စံ အရင်းစာပုဂ္ဂလောမေတိမေတုသနာရေတုပစ္စာသာတော်တိမေတိမအိန္ဒိယနိုင်ငံအလယ်ပိုင်းမှာဖြစ်တဲ့ဆရာဘုန်းတော်ဘုရားတော်အနေနဲ့သာသနာထွန်းလာနေတော့ဒီနေ့မှာပဲဖြစ်ပါလေသောသာကောဟောတိမေတ္တာရည်ကြီးကောဝိပရိဒဒသနော သောသာကောတပုဂ္ဂိုလ်ဒီလေးမေတ္တာရည်ကမှားတော့ယူရှိနေပြီပရိဒါသနောဖောက်ပြန်တော့ယူရှိပြီဟောတိဖြစ်ပြီယူကမှားနေတယ်သူကတော့ဒီဟိတ်တော့ဒီဟိတ်ပါ အယူကမှားတယ်။ဒါဘာလို့လဲတုန်းကဘုရဏကသဘာဝနဲ့မဂ္ဂိကောဂါလာတို့အသာရှိတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်။ဘယ်တော့အယူမှားနေတော့ဘုရားဘုရားကြီးကမလာလဲမလာနိုင်ဘူးဘုရားစကားကိုသူတို့ယုံကြည်လင်းလာတော့ပြုနိုင်မှုသူတို့သာမဟုတ်ဘူးသူတို့ရဲ့တတိတွေဒီလိုပဲသူတို့ရဲ့တတိတွေတိတ်တွေအဲဒါကလည်းပဲသူတို့ယူတဲ့အတိုင်းယူနေတော့ဘုရားတရားကိုမနာနိုင်ဘူး ဲဒါသူတို့ကပြုစုပြူရမ်းပြီးတော့နေပဲတရားဓမ္မတွေကလည်းရှိတာပဲဒါတွေလည်းပဲသူတို့အယူတွေမှားနေတယ်ဒီဥစ္စာတွေရှိတယ်။ရားလည်းတဲ့ကပရိဘာဇကပရဝိုက်ဆိုတဲ့ဥစ္စာတွေအဲဒါတွေကမြတ်စွာဘုရားထံလာပြီးတော့တချို့လည်းတရားတွေနားလို့ညူကြပါလေ။ဒီညူကြပြီတဲ့အောင်လို့တရားကျင့်သုံးအားထုတ်ပြီးတဲ့အောင်တချို့ကမရောက်ဘူးတချို့တို့ကလည်းသာသနာတော်ဝင်ပြီးရဟန်းကြီးပြီးချူတော်တယ်လေဒါကများလားရှိပါလေ။ ်ငါသာပြားလည်းတစ်ခါတစ်ခါအဲ့ဒီပရောဟိတ်တွေရှိရအရာကိုသွားပြီးတရားတွေပါလေဟောအဲ့ဒီမှာတရားနာနာပေမဲ့လို့တချို့ကလည်းသဘောမပေါက်သဘောပေါက်တဲ့တရားအောင်လဲသူတို့မြတ်စွာဘုရားကြီးသုံးမလိုက်လာပြီးတော့ကျင့်နိုင်ပြီးတော့မရဘူးဆိုတော့လည်းပါရမီတော့ဖြစ်သွားတာပေါ့ပါရမီဖြစ်လို့ဖြစ်အောင်လည်းမြတ်စွာဘုရားဒီလိုလေဟောပါတော့ငရဲ့ခံပြီးသောတော်ပြီးတော့ဟောတယ်။ညဇာပြားလည်းတစ်ခါတခါအဲ့ဒီပရောဟိတ်တွေကြီးဟာ အရာကိုသွားပြီးတရားတွေပါလေဟောအဲဒီမှာတရားနာနာပြီမဲ့လို့ဒီလိုလည်းသဘောမပေါက်ဘူးသဘောပေါက်တဲ့တရားလဲသူတို့မြတ်စွာဘုရားရဲ့သုံးမလိုက်နာပြီးတော့ကျင့်နိုင်ပြီတိရောမရဘူးဆိုတော့လည်းပါရမီတော့ဖြစ်တော်တာပါရမီဖြစ်လို့ကြည့်အောင်မြတ်စွာဘုရားသူတို့လည်းဟောပါတယ်သင်္ကေခံပြီးတော့တော်ပြီးတော့ဟောအဲ့ဒါကြီးအများကြီးပါပဲခေါလုံးကမြတ်စွာဘုရားခဏခဏတော့တော်ပြီးတော့ပြပိုက်တွေဟောတယ်တချို့ပြပိုက်ကတော်တော်ပဲညှိုးပါတယ်တရားတရားရှင်တို့တော့တရားတရားတွေသူတို့မေးများ မင်းများမင်းတို့သာသနာ့ဘောင်ဝင်နိုင်လောက်အောင်တော့သူကတရားမထက်တာတော့သာသနာ့ဘောင်တော့ဝင်နိုင်ဘူးတို့ကလည်းတို့နေတာပဲအဲ့ဒါနဲ့အဲ့ဒီတစ်ခါလုံးတော့ပြန်တရားတို့မရဘူးဒါပေမဲ့အဲ့ဒီကကုသိုလ်ကောင်းမှုကြောင့်နောက်တစ်ချိန်ကျတော့ဒီလိုကျွန်းကြဒီလိုကျွန်းမှာသာသနာထွန်းရတဲ့အခါမှာတော့တချို့ပုဂ္ဂိုလ်ရဲ့အဲ့ဒီမှာမထေကြီးတွေပါလေဒါဖြစ်ပါလေကျွန်းတော်ဝင်သွားကြညာနာဖြစ်သွားဒီလိုပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားနောက်တစ်ချိန်ကျရင်ကျွတ်နေအောင်လို့အဲ့ဒီပြပိုက်တွေပြီးတော့သွားတော့ပြီးတော့တရားဟောပါလေပြပိုက်တွေတာမဟုတ်မြတ်စွာဘုရားကတော့ ဒါနဲ့ညာတိရတယ်နဲ့တွားပြီးတော့ဟောတာပဲ။တချို့မင်းစည်းဝေးတွေတချို့ယမနာပုံနာစည်းဝေးတွေတွားပြီးတော့ဟောတယ်။တို့ကတော့တို့ဆရာကြီးဒါတိုင်းနာနေကြတို့ဆရာကြီးလာဟောနေတယ်လို့အောင်းမိနေတာလေ။ဒါပေမဲ့တော့အဲ့ဒီနေ့တော့ဟောုံပြောုံနဲ့သိကောင်းတာလေ။အတန်နဲ့သိကောင်းတာလေတော့ရိုးသေးသေးနားနေကြတယ်။နောက်ရသော်ကြီးကပြန်လာတဲ့အခါကျတော့မှတို့ဆရာကြီးကလာတဲ့လာပြီးတော့အဲနေရာမှာထိုင်ပြောဟောတဲ့အခါကျတော့အင်းခုနကဟောတော့တို့ဆရာကြီးမဟုတ်ဘူး။ ဲကဘသူဟောတာသာမမသိဘူးလို့ပြောအောင်မေးတယ်ဘယ်တော့မှတ်တယ်မဲ့လည်းသွားကြည့်ဟောတာရှိတာဘာဖြစ်လို့ဒီလိုဟောရအောင်ဆိုတော့ဒါပါရမီဝါဒနာလေးကြည့်အောင်လို့တဲ့နောက်သင်ကြလို့ရှင်ရှင်အဲဒီကနေဒီတရားကြည်ညိုတဲ့စိတ်ကလေးတွေဖြည်းပြီးတော့နောက်ခါကျူတောင်းမအောင်လို့တဲ့နောက်ဆိုတော့ပြဒီလိုလေးတရားတွေဟောပါတယ်အဲအယူတွေမှားနေတဲ့ပုဂ္ဂိုလ်ရဲ့ဒီပုဂ္ဂိုလ်ဒါရဲ့ဘုရားအနေနဲ့သွားဟောရင်နားမမဘူးဘုရားလည်းပြောမကျင့်နိုင်ဘူးညီညူစီတာမကျင့်နိုင်ဘူးအဲဒီလိုပုံစံတွေရှိပါတယ် တရားလည်းတကလည်းအများကြီးရှိတာဘုရားရှိတာပါပဲဒုစရီရောအဲဘုရားဘာသာတရားကိုမယုံကြည်နိုင်တဲ့ပုဂ္ဂိုလ်တွေအောက်ပြန်နေတော့ယုံကြည်တဲ့ပုဂ္ဂိုလ်တွေရှိတာပဲသူတို့မှတော့ဇမသရိယဝါဒမြတ်သွားချင်းကျင်းပေါ်ရသူတို့အခွင့်ကမဟုတ်ဘူးတဲ့ရရှိဖြစ်ပါတဲ့ရောက်နေတာပဲဒီပုဂ္ဂိုလ်တွေမိစ္ဆာတွေကယုံကြည်တဲ့ပုဂ္ဂိုလ်တွေအဲဒီမိစ္ဆာတွေတွေယူထဲမှာအကြီးဆုံးမိစ္ဆာတွေတွေကိုဒီမှာပေါ်ပြရတယ်နတ္တိဒိဏနတ္တိဝိဒါနတ္တိဝိဒါနတ္တိဒုက္ခဒုက္ခနာကာမနာဝိပါကောစသည်ဖြင့်၁၀ခုရှိတယ်သူကဟင်းနတ္တိက ာတဝတ္ထုကမေတ္တာလေးကြီးမိတာမေတ္တာလေးကြီးအတူတူကတော့ကာကံအကျိုးမရှိလို့ယူတာပါပဲဒါကြောင့်အရင်ကြေပြတာလည်းပါထားတယ်တဲ့ကောင်လေးနဲ့ကုသိုလ်ကံမရှိအကုသိုလ်ကံမရှိကုသိုလ်ကံဤကောင်းကျိုးမရှိအကုသိုလ်ကံမကောင်းကျိုးမရှိလမ်းယူတာပါအဲဒီလိုယူလိုက်ရင်နောက်တမလုံးဝရမယ်ကြီးနတ်လည်းမရှိတော့ကုသိုလ်ကံမှုကြောင့်နတ်ဖြစ်တာမရှိနိုင်ဘူးနတ်လည်းမရှိနိုင်ဘူးอืมကုသိုလ်ကံမှုပါရမီပြည့်ပြီးတော့ဘုရားဖြစ်တယ်ဆိုတော့ဘုရားလည်းမရှိတော့ဘူးဥစ္စာ ။ခန္ဓာကြီးကျုံးနေပြီဆိုတော့ရှိရင်အကုန်လုံးပြုတ်ကုန်တယ်တင်ညာကြီး။ဘာရှိတော့တော့ဆိုတော့အခုမြတ်မောက်ဘဝတဘဝလည်းရှိရတာပဲ။ဒါမှကျုံးနေပြီ။ဒီတဘဝလည်းရှိပြီးတော့အဲမမြင်ကောင်းတဲ့ငရဲတော့ခဏပြောတယ်ပြိတ္တာတော့နတ်တို့ဆိုတာလည်းမရှိဘူး။တန်ခါအကျိုးပေးရမှာပေါ့။တန်ခါအကျိုးမပေးတော့ဒါလည်းမရှိဘူး။ရင်ရင်ဖြစ်တဲ့ဒိဋ္ဌာန်နဲ့အလူပဲဒါပဲရှိတော့တာ။ဒါကြောင့်သူတချို့ပုဂ္ဂိုလ်ကအဲ့ဒါပြောတယ်။လူနဲ့ဒိဋ္ဌာန်လည်းရှိတာတဲ့။နတ်ပြည် ။အရဲ့ဒီသိကြတဲ့သာမသိဘူးဆိုပြီးတော့ဒီလိုဟောတော့ဟောနေတာပဲ။အဲ့ဒါကြီးကသူတို့အဲ့ဒီဒီဒိဋ္ဌိပဲသူက။ဒီမိစ္ဆာဒိဋ္ဌိတော့။အဲ့ဒီမိစ္ဆာဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်ဇမတိအများတော်ကြီးကျင့်မှုရမှာဖြစ်နိုင်ဘူးတဲ့။သူတို့ယုံတော့မယုံပဲ။ယုံတော့မယုံတော့သူတို့မကျင့်ဘူးပေါ့။မယုံတော့မကျင့်ဘူးမကျင့်တော့အဲတရားလူတွေမရနိုင်တော့ဟုတ်လားတော့ဘွာလုံးသုံးကျုံသွားတာပဲ။အဲရည်ရည်ပါတယ်ရောက်နေတာ။ အဲ့ဒီမိသားစုယူရှိနေလို့ရှင်ကြတိရပါလေရောက်တယ်။တရားပွင့်ကငရဲရွာနဲ့ဒိဋ္ဌာတိရဟိတ္တပြမိသားပိသံအဲ့ဒီပုဂ္ဂိုလ်တွေပထမဘုရားဘာသာတွေပါပဲနောက်အဲ့ဒီမိသားစုတရားတွေကြားနာလေ့လာပြီးတော့မိသားစုဖြစ်တော်လေးရှိတယ်။မိသားစုဖြစ်တော်လေးရှိပါတယ်တော့နည်းနည်းကိုရှိပါတယ်ခုနေကကလား။ဒါကြတဲ့ရည်ရည်ဖြစ်ပါလေရောက်တော်တယ် ညာတော်ကြည့်မကြည့်နိုင်တော့ဘူးညာတော်ဘုရားကြီးသာသနာတော်ရာဇညာရိုက်တဲ့တရားကြီးသူတို့မရတော့ဘူးသုံးကျုံသွားတာပဲခါရဲနောက်ပစ္စံနဲ့ဒက်တန်လေးညာသာဘုရားပစ္စံကြီးမေတ္တနာပြေသူပစ္စသာတော်ဒီညာသာဘုရားကလည်းပွင့်နေတယ်ဘုရားကလည်းဟောနေပြီဒါပေမဲ့လို့ယစ္စဘုရားကြီးပုဂ္ဂိုလ်ဒီကဒီပုဂ္ဂိုလ်ဒီနေဧသံဒီမေတ္တအသွန်ဖျားဖြစ်ကုန်သောသနာပေသူသနာဘုံနေကြရုံးနဲ့ပစ္စသာတော်ဖြစ်ဖြစ်စီစီဟောဒီဖြစ်၏ သာသနာတော်မထွန်းငါရသစ္စာတည်းမှာဖြစ်နေတယ်ယထာနာတိဂတိဘေကုဏဘေကုဏီနံဥပဒရနာဥပါဒိကနာယထာပြညာ၌ဘေကုဏယဟန်တို့၏၎င်းဘေကုဏီနံယာမိမတို့၏၎င်းဥပါဒကနာတရင်ဤဥပါဒကတို့၏၎င်းဥပါဒိကနာတရင်ဤဥပါဒိကမတို့၏၎င်းဂတိသွာလာခြင်းနိနာတိမရှိအဲ့ဒီအရာကိုညာတန်ဃာတွေလည်းမရောက်ဘူးဘေကုဏီတွေလည်းမရောက်တရင်ဤဖြစ်တဲ့ဥပါဒကတွေ ုရားဘာသာဝင်တရားတွေမရောက်တယ်ဓမ္မတွေလည်းမရောက်တယ်တို့ရ။အဲဒီလိုရကြည့်တယ်လေဘုရားလက်ထက်တုန်းကဆိုအဲဒီလိုရတရားများပါလားဆိုပြကြတယ်။သောစာတော်ဟောဒီအဝိညာဓာရတုမိလိုက်ခင်သူသောစာတော်သောပုဂ္ဂိုလ်ဒီအဝိညာဓာရတုမသိမနိုင်ပါကုန်သောမိလိုက်ခင်သူမိလက်ခလူမျိုးတို့၌လူရင်းမျိုးတို့၌ဟောဒီဖြစ်၏။ဖြစ်ကြတော့လူရင်းမျိုးဖြစ်နေတယ်။ အဲဒီတော့ရသွားပြီးတော့ရင်ကျေးတဲ့လူဆိုလို့ရှိရင်လည်းကိစ္စမကြည့်ဘူးဆိုရင်ရင်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတော့ပြောလို့ဆိုတော့နားလည်အောင်လူရိုင်းမျိုးတွေပြည်အိန္ဒိယနယ်ပယ်အစွန်ပြမှာမိလက်ခါဆိုသူရိုင်းနေရှိတယ်အခုနာဂါတို့ဘာလို့မျိုးတွေပေါ်နေမှာမသိဘူးနဲ့အစွန်နဲ့ကြည့်တာပါပဲဒီလူတွေအဖို့လည်းကောင်းကောင်းသာမဟုတ်ကြက်ကြီးနဲ့ဆိုအခုတည်းမရင်ကျေးဘူးဒီလူတွေရင်ကျေးအောင်မလုပ်နိုင်နဲ့အဖို့ကိုရောက်ဆိုလို့မဖြစ်သေးဘူးဒီကောင်းကြီးကြက်တာပါဆိုတရားနဲ့တော့တော်ဝေးတာ ဆိုတော့ဖြစ်ပါတယ်အဲဒီလိုပုံကိုယ်တွေကသွားပြင်းနေလို့ကျင်းမဲမှာတရားကျင့်နိုင်နေမှာတော့အဲဒီလိုနေရာတွေမကြောက်ကြောက်နဲ့ဒီလိုနေရာတွေလည်းမပြင်းမနေရကြမှာရရစေပါပဲတွေ့ရတယ်ယုံနာမယောပြမလောနိငဒါကဘုမာတော့၄ခုမြောက်တော့ပဲရှိပါတယ်ဒီနာဆင်ပါဘုညာတယ်မှာလင်္ကာရရ သင်္ဃာတရားရရတယ်မှာထဲခုနှစ်ခုမြောက်ယုံနာမရောဗိမာလောညင်ယုံနေတာနဲ့မရောတဲ့ဗိမာလောကရုပ်သက်သက်နာသက်သက်ပြည်နေတဲ့ဗိမာဘုံအရေသာပုဂ္ဂလောဒီဟာဒီဃာယုကေသူဒေဝနိဃာယေသူဥပပန္နဟောတိအရေသာပုဂ္ဂလောဤပုဂ္ဂိုလ်သည်နိဒီဃာယုကေသူရှိတော်သည်ရှိကုန်သောဒေဝနိဃာယေသူနာပေါင်းတို့၌ပြသာတော်ဖြစ်သည်ဟောတိဖြစ်သည် အသက်ရှည်တဲ့နတ်မျိုးတဲ့အသက်ရှည်ုံနဲ့မဟုတ်ဘူးရုပ်သက်သက်ရှိတဲ့နတ်နာသက်သက်ရှိတဲ့နတ်နောက်ဆိုပြမပါပဲဒီမှာတော့သာမတရားယုံနာမရောဓမ္မတော်နဲ့ယုံနေနာနဲ့မရောဘူးရုပ်သက်သက်နာသက်သက်အခုလူဆိုတာကတော့ယုံနေနာနဲ့ရောနေမှာကိုယုံလည်းရှိနာလည်းရှိတော့ယုံကြည်တဲ့အတွက်နာကြည့်နေတယ်နာကြည့်တဲ့အတွက် သိနိုင်တယ်နားထောင်ပြီးသိနိုင်တယ်ပြောနိုင်တယ်ဟောနိုင်တယ်အဲတွားနိုင်တယ်လာနိုင်တယ်လုတ်ကင်နိုင်တယ်ယုံနာနာနဲ့ရောနေတယ်အဲဓာတ်ပြ6ဓာတ်ဆိုရရှိတဲ့ကာမောဒရဏပြ6ဓာတ်အတုမာယေကာဝိနာယာမာတုဒ္ဒနိမန္တိပရဏဝဒဝရီဓာတ်ပြ6ဓာတ်အဲ့ဒီမှာလည်းလူကြီးလိုပါတော့ပြောရတယ်ယောနာနာပြည့်စုံမယ်အဲပြီးတော့နတ်ယောက်ျား နမိမသူအပြည့်ဆုံးမဲ့သူကတော့ကာမကာမဘုံတွေကိုလူလိုပါပဲအဲသူကတကူကြည့်တယ်ချမ်းသာတယ်ဒါပဲထူးတယ်နောက်သူတို့အထက်ကျတော့ဇမဘုံတွေကြီးတယ်ဇမဘုံတွေကတော့အဲဒီမှာတော့ယောက်ျားတို့မိမတွေလို့သူတို့အထူးမရှိဘူးသူတို့ကတော့ယောက်ျားမိမစိတ်တည်းမရှိဘူးဘုံတန်တန်ကတော့အတွင်ပြင်ကတော့ဒီကအပြင်ကနေကြည့်ရင်တော့ယောက်ျားဘုံတန်တန်ခန်းကညာညာပါပဲဘုံတန်တန်ကတော့ ါပဲလေတော့ယောက်ျားမိန်းမတို့စိတ်ပိုင်းငါတွေမရှိဘူးလို့အဲဒီဓမ္မဘုံနဲ့ကြည့်တယ်ပထမဇာတ်က3ဘုံနဲ့ဒုတိယဇာတ်3ဘုံတတိယဇာတ်3ဘုံနဲ့အဲသုံးစင်မှာ6 6မျိုးရှိတယ်ဒီမှာအဲဒီကထမဝေဟဘုံဘုံနဲ့နောက်ပြီးတော့အဲသုဒ္ဓဝါဒက9ဘုံနဲ့ယောဟနာရောပြည့်စုံဘုံကြီးပါလေဒီဘုံကြီးကတော့ ဘယ်လိုလဲပဲတရားဟောနိုင်တယ်တရားနာနိုင်တယ်ဉာဏ်သိကြည့်လို့မြင်နိုင်တယ်ဘုရားတွေဘာတွေခုနိုင်တယ်နားကြည့်လို့တရားတွေကြားနာနိုင်တယ်တရားတွေကျင့်သုံးနိုင်တယ်အာအရိယပုဂ္ဂိုလ်တွေဖြစ်နိုင်တယ်သုတော်ဝါဒဘုံတွေဆိုတော့အနာဂတ်ဉာဏ်တွေပဲရှိတယ်ဘုသူဇဏောင်းကြီးနာကောင်းတဲ့ဘုံတွေပါပဲအဲ့ဒါတွေကယောနာရဲ့ပြည့်စုံတဲ့ဘုံတွေအခုကဘာလဲယောနာမယောတဲ့ဘုံအတင်ညတဘုံနဲ့ဝေဟဘုံနဲ့တရားနဲ့ပါပဲအမျိုးအစားသာကွာတဲ့ဘုံတော့တဘုံနဲ့ပါပဲ အဝေယဘုံကဘာပေါင်း900တက်ရှိလူပြေကလူပြေကသမထဇာလန်းကဇာနေအားထုတ်လို့သရုပ်ရတာပြစမဇံကိုရရအဲဒီဇံရပြီးတော့သူကရုပ်ကိုယုံမုံးဆက်ဆုပ်ပြီးတော့ပွားများသွားရုပ်ရှိလို့ဒုက္ခတွေရောက်ရတယ်လို့ရုပ်လည်းပြင်းပြမယ်ဆိုမြင်ကြရတာဟုတ်တယ်အဲရုပ်ရှိတော့မဟုတ်နာရှိလို့သူကနာရှိလို့ဒုက္ခတွေရောက်ရတယ်ရုပ်သက်သက်ဆိုဒီဇံကြည့်ဘူးနဲ့နာငါသိနေလို့ ရုပ်သက်တဲ့ဆိုလို့ကြည့်အတုံးတိုင်ကြောက်ခဲ့နေကြီးခဲ့တယ်မိလောင်လို့လည်းပုံမမသိဘူးမဟုတ်ဘူးဒုနေရဲ့လို့လည်းနာမမသိဘူးဘယ်သူမှနှိမ့်သက်လည်းမဖြစ်နိုင်ဘူးဟောနာတိတော့ဟွာမြင်းပြဟွာတိဒီဟာတိနဲ့မြင်မနေတာဒုက္ခရောက်နေတာပဲဆိုပြီးတော့နာငိုသူကပြင်းမြင်ပြီးတော့ဟွာမြတ်သွားတော့ဒီတဲ့ခါကလာကြတော့အဲ့ဒီဝိဟာဘုံကတည်းကဒါနဲ့ပါပဲအပင်ညတာဆိုဖြစ်တယ်ပညာမရှိဘူးပညာမရှိတယ်စိတ်တမ်းမရှိဘူးနာတရားတွေအကုန်လုံးမရှိဘူးရုပ်သက်သက်ပဲလူကြီးကနေပြီးတော့ ထိုင်ရစုတွေသွားလို့ချင်းဟိုမှာထိုင်ရင်ကြီးပဲရရစုတွေရင်ရရပဲလဲလျောင်းအိတ်နေကစုတွေသွားလို့ချင်းလဲလျောင်းရင်ကြီးပဲအခုနိုင်ယူကြီးများတော့နေမှာပေါ့နိုင်ယူတွေလောက်ထားတော့အဲဒေသကြီးတွေလောက်ထားတော့ဝေယဘုရင်မာရင်ကပုံပန်းတဏ္ဍာရအတူတူပါပဲဆိုတော့လည်းသူကရုပ်သက်တဲ့အားမမပြီးအသေးဂျမကြီးတွေသွားမှမကျင်တာဒီသာတော့လည်းမဟုတ်ဘူးလို့လားအဲသားကြီးကတော့ ဟိုပြမားတွေလိုပဲအသက်ရှင်တဲ့မြမအတိုင်းနဲ့မထူးဘူးကွာအဲ့ဒါမာမမသိဘူးမပြောနိုင်ဘူးသူများအသွားပြောတယ်လည်းသူမသိဘူးအဲ့ဒီဘုံနဲ့ဒါရပ်ပြီးဖြစ်ပါတယ်ပါတယ်တဲ့ဒီဘုံရောက်သွားလို့ရှိရင်ညာသာရားပွင့်တဲ့တရားဟောနေတယ်မဲ့သူတရားမနာနိုင်ဘူးသူနာနားလည်းမရှိသေးဘူးဘုံဘုံသာနာတော့ရှိသေးလားမကြားနိုင်ဘူးဒါတော့စိတ်ကလည်းမရှိတော့ဘူးမာမတို့မကြားမသိနိုင်ဘူးတရားလည်းမသိနိုင်ဘူးနားမလည်နိုင်ဘူး တရားပြင့်ဖို့ဆိုတာပဲဖြစ်တော်မလို့သိမှမရှိသေးဘူးအဲဒီလိုပေါ့ပြီးတော့အဲ့ဒါကအင်္ဂုတ္တမာရအဲဒီရင်းသားတို့တခုပဲသက္ကတာကဝင်လာတယ်ဒီကနေ့ကမှတော့ဘာတိယသုဘာတိယသက္ကတာကတော့အတင်းကြီးသားရောက်အယူပါငကူလုံးဖွင့်လာပါငကူလုံးဖွင့်လာပဲပြည်စုံပါတယ်အယူပါဘုံဆိုတာကတော့ရုံမရှိတဲ့ဘုံအဲဒီမြမဘုံလေးတစ်ဆယ်နဲ့ကျော်ဘုံကအထက်မှာ အာယူပါဘုံ၄ခုရှိတာအာကတ္တသာရဏဝိညာဉ်ဉ္ဇာရဏအာကိဉ္ဇာရဏညဝတိဉ္ဇာရဏရဏရဘုံ၄ခင်ရှိအာကတ္တဉ္ဇာရဏဇာရတဲ့ပုဂ္ဂိုလ်သုတိသွားလို့ရှိရင်အဲ့ဒီမှာအာကတ္တဉ္ဇာရဏဘုံမှာဒီမှာသွားကြည့်စိတ်ကြီးတယ်စိတ်နာတရားကြီးတယ်စိတ်စိတ်လေးကြီးပေါ့ရုပ်မရှိသာနာသိက္ခာနာဝိညာဉ်ဉ္ဇာရဏဘုံလည်းပဲဒီလိုပဲအဲ့ဒီဇာရလို့ရှိရင်အဲ့ဒီရောက်သွားဒီလိုပဲစိတ်စိတ်နာတရားစိတ်စိတ်လေးနာတရားကြီးတယ်ရုပ်မရှိဘူး အာဂိညာရဏသာရတဲ့ရှင်အဲ့ဒီမှာသွားပြီးရုံးမိတူမြေဘာညာနာညာရဏကြတော့သူကသာတိမ်မွေးတာပေါ့လေသိနာကြတော့ဘယ်လိုမှမဟုတ်လေကြည့်ရမရှိသေးသေးဆိုတော့ကြည့်ပြရတယ်အဲ့ဒီမှာရုံးမိတူရုံးကြီးတော့အဲ့ဒီပုံတွေမှာဖြစ်နေတဲ့ပုံစံတွေကညာစာပြတရားဟောနေလို့သူတို့တရားမနာနိုင်ဘူးတရားထားလည်းမလာနိုင်ဘူး ။တရားပွင့်မှလည်းသူတို့မသိဘူး။သူတို့သိအောင်လည်းဘယ်သူမှသွားမပြောနိုင်ဘူး။တရားတောင်သွားပြီးမဟောနိုင်ဘူး။သူကဘယ်တရားကျင့်တယ်ဒီမှာတော့အဲ့ဒါသူအတ္တရှိတဲ့ညာအဲ့ဒီမှာဒီနေတာပဲ။ဘုရုံပါရနမခိအကြောင်းနဲ့စပြီးတော့ရည်ရည်ဖြစ်ပါပြရမင်းကတော့သုံးတော့ပါပြီအဲဒီတင်နာလေးစားပြီးရည်ရည် ဘုရားပွင့်တာအရေရွာနဲ့ဘိဓာတိရိတ်ဘိဓာတိရိတ်ဘိဓာပိသံယုံနာမယောဓမ္မလောနေဟောတရားဟောတရားဣဒ္ဓဟုဣဒ္ဓဟုဣပယတိဣပယတိ ာဖြစ်သည်ဒုက္ခကြောင့်ယဒုက္ခကြောင့်ကောင်းလာ၏ခန္ဓာကိုယ်မြောက်ပေ၏အတ္တကိုယ်မြောက်ပေ၏ရပွင့်နေတော့မြတ်စွာဘုရားဘုရားတော်ကြီးမင်းညာဘုညာနေပါကြောင့်ကြားရဟောကြားနေတော့မြတ်တန်ရှိကောင်းတဲ့ခါကာလကြီးရဲ့မှာရေရောက်နေတဲ့ပုဂ္ဂိုလ်တဲ့ယတိ ဒီပါတယ်ကတပါပါဝင်ဖြစ်နေတာပဲဓမ္မစရိယမြတ်သောခြင်းကိုရှင်းသုံးလို့ရမဖြစ်နိုင်ဘူးလူသားတွေမှာမြတ်စွာဘုရားသာသနာတော်မှာတရားရှင်ကြီးတို့ဘောဓဘာဖြစ်တရားရာဖြစ်နာရာဖြစ်ဓာနာဖြစ်မေညာဘုံညာနဲ့နိဗ္ဗာန်ကိုမြင်မောက်ကြည့်ကြမြင်ရတာလွတ်ကြရဲရောက်နေတဲ့ပုဂ္ဂိုလ်ဘာမှမလုပ်နိုင်ဘူးဘယ်နဲ့မှမတတ်နိုင်ဘူးဒီအပေါ်မှာလည်းသူပြည်နေမှာလည်းပြည်နေပြီဘာလည်းမကြည့်ပါဘူး သောတုဒိဋ္ဌာဖြစ်နေကြပြီတဲ့ဒိဋ္ဌာလည်းပဲဒီလိုပဲဒီမှာတရားအားထုတ်ရခွင့်ရမရနိုင်ဘူးတိရိစ္ဆာန်ဖြစ်နေတယ်တဲ့ဒါကြီးကမျက်မှောက်မြင်နေရတာလည်းတော့ဒီတွေ့ရတဲ့ရဲ့ဒီနဲ့ဒီဥပေါင်းမျိုးမျိုးရအများကြီးပါတိရိစ္ဆာန်တွေကတော့မျိုးတွေသိနေတာပါအင်းအဲဒီသတ္တဝါတွေဖြစ်နေရရင်လည်းတရားအားမထုတ်နိုင်ဘူးဒီများတွေမှတရားအားထုတ်ချက်မြင်ရတယ် ခုဒီမှာသာသနာ့ဓမ္မလာရတဲ့ဒီပဌာန်းဥပဒနာတရားအထုကြဒီချက်တဲ့ဒါနနဲ့အထုကြပူဇော်တဲ့ဓမ္မရည်ပညာတွေကိုရကြဒီကမတိရသေးတဲ့အပညာနဲ့ရှိကြတယ်အဲဒီလိုသင်္ခါကာလမှာဒိဋ္ဌာန်နေမှာတော့ဒီနိဗ္ဗာန်နဲ့ရှိနေတာပါဒီတဲ့သာသနာ့ဓမ္မနဲ့ဒိဋ္ဌာန်နဲ့အများကြီးရှိတာအင်းဘာမှပြောမှာ တော်တော်တရားတွေမကျင့်နိုင်ဘူး။ကျန်တဲ့ရာကျင့်ရမှလည်းမသိဘူး။ဟိုဟောလို့ပြောတဲ့သူတို့နားမလည်ဘူး။ဘာမှမလုပ်နိုင်ပါဘူး။ဒိဋ္ဌိတွေကအများကြီးရှိတာ။အဲဒီရောက်နေတဲ့ပုဂ္ဂိုလ်တွေ။ယောက်ျားဖြစ်ပါလေရောက်နေတာပဲ။အဟိတ်တရားတဲ့လူဝင်ဖြစ်နေတော်တယ်ပဲ။လေးလေးကလည်းအဟိတ်မပါတဲ့ပုဂ္ဂိုလ်။ညာနဲ့လူချင်းမတူတဲ့ပုဂ္ဂိုလ်။ယောက်ျားရင်သာရနားရင်သာရ လက်ချင်းအင်္ဂါရသတိကိုချေရွံ့ပြီးရနေတဲ့ပုဂ္ဂိုလ်။ထုံအားရဲ့ပုဂ္ဂိုလ်အဲ့ဒါဖြစ်နေလို့ရှိရင်မေဖို့ရာကြောင့်ဖြစ်တဲ့တရားတွေမကြည့်ကြအောင်လုပ်နိုင်ဘူး။လူတွေဖြစ်နေတော့လည်းမိစ္ဆာရိကြီးဖြစ်နေလို့ရှိရင်မိစ္ဆာရိကြီးကလည်းဘုရားအများကြီးကြည့်တာကကံကံရင်ကျိုးမရှိနောက်တော့ဘုရားမကြည့်ပြီးတော့ယူဝါရ။အဲ့ဒါဆိုစလာနာကြီးတကယ်မြင်ရဖြစ်နေလို့ရှိရင်မိဒာမိစ္ဆာရိကြီးခေါ်တယ်။အဲ့ဒီလိုပုဂ္ဂိုလ်က ။တရားမထုံနိုင်ဘူး။ဘာမှမိစ္ဆာယူရတော့တော့။အလျာဏမိဒါဖြစ်တဲ့မိစ္ဆာကောင်းကြီးကပြောလိုက်ခေါ်လိုက်လို့ရှိနေတယ်။သူ့ယူကိုကျွတ်သွန့်ပြီးတော့တရားထုံနေတာလည်းနည်းနည်းပါးပါးရှိပါသေးတယ်။ဒါကြောင့်ဒီယူသွန်းပြီးလို့ရှိရင်တော့သွန့်နိုင်တယ်။မသွန့်နိုင်တော့ဘူး။တရားမထုံနိုင်ဘူး။ဒုညရီမှာတရားထုံတဲ့ဘုရားနိဗ္ဗာန်ကိုရောက်ကြသူ့မှာပါမှတရားသားမတဲ့ဘူး။ရည်ဖြစ်ပါလေရောက်နေတာတဲ့လူလူချင်းလူလူချင်းဖြစ်ပါရဲ့ အယူမှယူလွဲနေတာနဲ့တရားမရပစ္စံတွေတိုင်းသွန်ကြမှာอืมဒီမှာတော့အနည်းအလေပိုင်းကမိသီမာတိတာဆိုပြီးတော့တရားတော်ကလာမြောက်တဲ့နေရာတွေပစ္စံတွေဆိုပြီးတော့တာအခုတော့တရားတော်ကလာရောက်တဲ့နေရာတွေကဘာဝနာထွန်းကားတဲ့နေရာတွေကတော့ရည်ရည်ဖြစ်သွားတာလွတ်နေတဲ့နေရာတွေပါပဲအဲဘာဝနာမထွန်းကားတဲ့နေရာတွေအိန္ဒိယထဲမှာလည်းအခုတော့ပစ္စံတွေလို့ဖြစ်နေပါတယ် အကျိုးကျိုးနေရာတွေအဆုံးဖြတ်ကြတဲ့နေရာတွေကြတော့ညနိုင်ငံနဲ့နိုင်ငံထဲမှာနိုင်ငံတွေကြီးနေတာဟုတ်အဲ့ဒီနေရာညနိုင်ငံဝေးပါတယ်ယုံတာမကျော်ဇမလောကယုတ်တဲ့တရားရှိတဲ့သင်္ကေတဘုံနောက်တဲ့တရားရှိတဲ့အာယုဘုံတွေရောက်နေတဲ့ပုဂ္ဂိုလ်တွေပုထုဇဉ်တွေပေါ့အရိယာတွေရောမိသားစုတွေအဲ့ဒီပုဂ္ဂိုလ်တွေလည်းဘုရားပြေမနာပြေမမြတ်စွာဘုရားတရားတွေကို ဟောကြပြောကြသူနေကြပြညာကြံကြအာရုံညာသူတို့ဘာမှအာမရုံနိုင်မှမသိဘူး။ယသူဖြစ်ပါရဲ့ရောက်။မဟောတရားတိဟိတာဒါကတော့ဘုရားပွင့်ပြီးကစားတရားမဟောသေးခင်သုံးမဟုတ်ညစွာတရားမပွင့်တဲ့အခါကာရဘုရားကမပွင့်ဘူးဆိုတော့တရားမဟောဘူးဆိုတာတော့သင်ကြနေပါသာသနာ့ဘာသာကာရမှာတိဟိပုဂ္ဂိုလ်ပဲ။ဒါနာလို့နားရလို့ရှိနေမဲ့ခုနိမှာရနိုင်တဲ့ပုဂ္ဂိုလ်ဒါပဲမဲ့လို့တရားကမဟောတော့ဘူးတရားမကြားရနိုင်ဘူး ဲ့ဒါလည်းကဲဒီစစ်ပါးထဲမှာတပါးပါဝင်မယ်စစ်ပါးရပြည့်လွန်ငါဖြစ်ဒီခုခေကြုံရကံကောင်းလာသည်အဲ့ဒီရပြည့်စစ်ပါးတွေအခုခေတ်ဟာအခုသာသနာထွန်ကားတဲ့ရည်ဒီမှာကျုံးနေရတဲ့ပုဂ္ဂိုလ်တွေပေါ့ဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ်တွေအမှုရားနာနေတဲ့ပုဂ္ဂိုလ်တွေတော့သူပြောစရာမလိုပါဘူးမှသူကြည့်ကြပါကံကောင်းလာသည်တဲ့ဒါကံကောင်းနေတာပဲအဲဒီရတ္တိရှိပါကလွတ်ပြီးတော့နေတာ ဘုရားကြီးကိုယ်တည်းကရာဇကြီးပြမကျင်းလို့ရပါတော့ဥဆိုပြီးတော့သူတော်ကြတာကျင်းလို့နေတာပဲသမထကကောင်းနေတာတဲ့ဧကဝါခောဘိက္ခူခဏောဓမ္မသရိယဝါဒာယဘိက္ခူယံတို့ဓမ္မသရိယဝါဒာယမြတ်သောရှင်ကိုကျင့်သုံးခြင်းကဧကဝါဧကဝါခောတခုရိတာလည်းဖြစ်သောခဏောခဏခဏရေဒီအဲ ဓမ္မစရိယာများတော့အကျင့်ကိုကျင့်သုံးမှုရပြင်နိုင်တဲ့ခဏကတခုတည်းပဲရှိတယ်တဲ့ဘောရှိခုကမပြင်နိုင်တဲ့ခဏတွေအာခဏတွေလည်းဖြစ်သွားတယ်ဒါဖြစ်စေကပါလွန်ပြီးတော့တခုကြီးပဲရှိတယ်ဒီခဏကတတမောဧကောဘယ်တခဏတော့ဆိုလို့ရှိတယ်ဤဒါလောကိတတတောသာဥပ္ပန္နောဟောတိလောကေလောက၌ဤဒါလောကေဤလောက၌တတတောသာ မြတ်စွာဘုရားရှင်ဒီဥပ္ပန္နပွင့်ထွန်းတော်မူပြီးဟောဒီဖြစ်ပြီးတရားလည်းပွင့်ထွန်းပြီးဒီနေ့ကပြောခဲ့တဲ့အတိုင်းပဲဓမ္မကုန်မှုသုံးပါးပဲအရဟံကုန်သမသမௌဒ္ဓကုန်ဝိသေရဏသမဏကုန်သတိတိချင်းဘုံတော်ဘောဘာနဲ့ပြည့်စုံနေသောဆရာဘုရားပွင့်နေပြီးဒီဓမ္မောသတိတိယေတိဩပါဒမီကောပြိနိဗ္ဗာန်ဤကောသံဘောရဂါမိသထာဝတ္တပွေရီတော် သာဒါကဝေဒီတော်မြတ်စွာဘုရားဟောကြားတော်ဩပါဒမိကောကိလေသာကိုညှိနေနိုင်သောပြိဏိဗာဏီကိုဆင်းရဲကသိညှိနေနိုင်သောသမောရကဝမီသစ္စာလေးပါးကိုထိုးသိသိတော်ရရမဲ့သို့ဆွဲရောက်သိနိုင်သောဓမ္မောသာတရားကိုလိဒိတိတော်ဟော၏အဲဓမ္မောသာတရားကိုလိဒိတိတိဟော၏မေဖို့နေပါရောက်ကြောင်းတရားလည်းပဲ ဟောနေပြီအဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားပဲဘုရားကိုယ်တိုင်ဟောတာဖြစ်စေမြတ်စွာဘုရားရဲ့တတိသတ္တကဟောနေတာဖြစ်စေအထာဂတပူဇီတော်မြတ်စွာဘုရားဟောတဲ့တရားအဲ့ဒီတရားကိုဟောနေပြီဒီသမသက်တရားသုတ်တရားနာတလက္ခဏာသုတ်တရားအစာရှိသည်ဒီမြတ်စွာဘုရားဟောတဲ့တရားတွေသုတ္တန်တရားတွေနိဗ္ဗာန်ရဲ့တရားတွေမတိပ္ပံသုတ်တရားဟောနေဩပဒမိကောကိလေသာငြိမ်းစေနိုင်တယ် ရိနိဗ္ဗာန်ကိုသိရခါသိငြိမ့်စေနိုင်နေတယ်ပဲ။ဗံဘောရကလည်းအရိယမေသူပဲရောက်စေနိုင်နေတယ်ပဲ။ပြိဋ္ဌာန်တော့မရသော်ပြောဘုံကံတော့မိဂါယနောယံမိခွေမေဘောသာတနာဝိတုရိယသောတာပရိဒီဝရံသမတိကမယောဒုက္ခရောသောတာနာသင်္ကမညာရသောတိကမနိဗ္ဗာန်သောတာပိပိရိယယရိယသတ္တာဘောတိပဒနာမိခွေဇံတော့ တတရောလေးပါးကိုမယရိယယေမေတ္တိပ္ပာနာခြင်းတတိပ္ပာတရားတော်သည်တန်တိရှိကုန်၏အယံဤပရိသံလေးပါးသည်ဟူသောခရီးသည်ရံမေကိုဤတိတာလေးပါးသည်ဟူသောခရီးလားသည်ဒီကာရဏောအခုရီသောလံတကြောင်းဤသောလံမည်သည်တတိတော်ကြွယ်လေးပါးကာယ ानु ပသနာ ယုတ်အပေါင်းယုတ်အမူအရာတွေကိုရှုသိပြီးတော့နေတဲ့သိကြဝရဏ ानु ဘဗနာခန္ဓာမှုဝရဏတွေဒုက္ခဒုက္ခဥပိ္ပာဝရဏအမျိုးမျိုးတွေကိုရှုသိပြီးတော့နေတဲ့တရားသိဒ္ဓ ानु ဘဗနာသိတဲ့ဖြစ်တိုင်းဖြစ်တိုင်းရှုသိပြီးတော့နေတဲ့တရားဓမ္မ ानु ဘဗနာတဲ့သဘောတရားတွေဖြစ်တိုင်းဖြစ်တိုင်းရှုသိပြီးတော့နေတဲ့တရားပฏิပဒါတရား၄ပါး အရိကမြတ်လေးပါးကပြောပြီးတဲ့တိကျနေမရှိဘူး။ဒါကုန်းနေပြီ။ကုန်းနေပြီ။ကာယဝေဒနာသိဒ္ဓတရားသုံးခုကအပြီးပြီးထုတ်တာ။ဉာဏ်သာလေအကုန်လုံးဓမ္မနုပဒနာတဲ့ဘာသာဘာမှမကြံတော့ဘူး။အဲ့ဒါလေ။ဒါပြီးသီးတာတရားလေးပါးပေါင်းလိုက်ရင်တော့ဒီခုထဲပါပဲတဲ့ပတိဆိုတာဒီခုထဲကအာယုံကားတာ၄ခုပဲတဲ့ဒီခုခွဲတာ။ ာယရှိတာတခုဝေဒနာရှိတာတခုသိရှိတာတခုသဘောတရားရှိတာတခုဒီလိုအာယုံအာယုံလေးမျိုးနဲ့ခွဲတာလည်းတတိလေးမျိုးဖြစ်လို့ဒီကရတမျိုးတည်းပါပဲအမှားရတဲ့တတိလေးနေရာဖြစ်လို့တမျိုးတည်းပဲဘုံမူရာရှုပြီးတော့ပြီးသားတယ်အမှားရပြီးပြီးသားပဲဝေဒနာတွေရှုပြီးတော့လည်းအမှားရပြီးသားပဲသိရှုပြီးတော့လည်းအမှားရပြီးသားဘောတရားတွေသူ့ပြီးတော့လည်းမှားရသေးတာမိမိတို့ဘာသာဖြစ်တဲ့ကြတဲ့တရားတွေအမှားရသေးတာပြည်ပြထားမယ် နေတိုင်းနေတိုင်းအမှားရပြီးတော့တည်နေတယ်အမှားရပါကပတိပြီးတာကညာပတိနဲ့ညာမဲ့အဲဒီတဲ့အာထုသာလေးပါလေမမီးရောက်ကြတဲ့လေအာထုသာလေးပါလေသမဝါယမခေါ်တာကသမဗရဝူရိယအဲဒါကသမဝါယမနဲ့ကျမ်းကျောက်ဆိုင်ပြီးတော့မှားလိုက်တော့သိတ္တိမှုလည်းပါတယ်သမာဓိလည်းပါတာပဲ